။နန်တင်မျိုးကရွှေဆိုင်ကိုမြေအောက်လိုင်းကောင်းတူပြီးတော့ဖောက်ထန်းသွားခဲ့တဲ့တရက်ခန်းကိုဖမ်းဆီးရမိ။မင်္ဂလာပါပရိသတ်ကြီးရှင်။နန်တင်မျိုးရှိတရုတ်ရွှေဆိုင်ဒီဇိုင်းကိုမြေအောက်ကနေကိုရဲကြာဥမင်လိုင်းကောင်းတူပြီးဖောက်ထန်းသွားခဲ့တဲ့တရက်ခန်းကို အော်တိုဘားလာတရက်နေ့က UWSA ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ပြီဖြစ်ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ ဖောက်ထင်းခိုးယူခဲ့သူကကိုကန့်နေကံမှာအော်တိုဘာလာတရက်နေ့ကဝါအဖွဲကဖမ်းမိတာပါတဲကိုကံမှာမိတာပါလို့ဒေသခံမျိုးသားတယောက်ကပြောပြထားပါတယ်ပေါထွင်းခိုးယူမှုကျူးလွန်ခဲ့သူကအသက်28နှစ်အရွယ်အာချင်းဆိုသူဖြစ်တယ်လို့ဆိုပါတယ်။ရွှေစည်းတက်လာတာကိုတွေ့ခဲ့ရပြီးအိမ်ဆောက်ချင်တာကြောင့်ရွှေခိုးခဲ့တာဖြစ်တယ်လို့လည်းပေါထွင်းခိုးယူခဲ့သူတရက်ခန့်ကိုစစ်ဆေးမှုမှတ်တမ်းများအရသိရှိရပါတယ်။ ရွှေဆိုင်အနီးလူသားချင်းချံအောက်ကနေဥမင်လှိုင်ကောင်းတူဖို့အကြံရခဲ့ပြီးလိုအပ်တဲ့ကိရိယာတွေကိုတော့အွန်လိုင်းကနေမှာယူခဲ့ကောင်းဥမင်လှိုင်ကောင်းတူချိန်ကိုရက်ကြာခဲ့တယ်လို့လည်းမှတ်တမ်းတွေအရသိရှိရပါတယ်။ ခိုးယူခဲ့တဲ့ရွှေအချိန်အစကိုမသိရသေးပေမယ့်မိုင်းလားမှာတော့တရုတ် application တစ်ခုကနေရွှေဝယ်ယူသူတယောက်ကိုဆက်သွယ်ထားပြီးရွှေ951 gram ကို1 gram ကို140နှုန်းနဲ့ယွမ်4,600တောင်းမြန်မာငွေအားဖြင့်3,800ကျပ်ဝန်းကျင်ခန့်နဲ့ရောင်းချခဲ့ပြီးရွှေတချို့ချန်ထားခဲ့ကယွမ်2,000နန်းဖုန်းတစ်လုံးကိုလည်းဝယ်ယူခဲ့တယ်လို့ထွက်ဆိုထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့တရုတ်စံတော်ချိန်မနက်9:00နာရီခွဲလောက်မှာတရခန့်အိမ်ပြန်ဖို့ပြန်လာတဲ့အချိန်ဟိုပန်တတားကိုဟိုပန်က UWSC ရဲတွေကဖမ်းမိခဲ့တာလို့လည်းသိရပါတယ် UWSC ထင်းချုံနယ်မြေဟိုပန်ခရိုင်နတ်တင်မြို့ရှိတရုတ်လူမျိုးပိုင်ဟောင်ကောင်အမည်ရှိတဲ့ရွှေဆိုင်ဒီဇိုင်းမှာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့တရုတ်စံတော်ချိန်မနက်9:00နာရီအချိန်ခန့်ကတိုက်အောက်ကနေလှိုင်းကောင်းဖောက်ပြီးဆိုင်တွေကရွှေတွေခိုးယူမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ 偶尔、哦，现在这些小贼呀，为了盗取他人财物啊，真的是煞费苦心。这是发生在九月二十七夜，南登香港金店。这些小贼啊，利用地道战术入室盗取财物、啊，真是防不胜防。嗯